ကျွန်တော်တို့ဒီကနေ့ခမန်းချက်တွေရရွာနေတဲ့မိုးရွာဆိုလို့ရှိရင်တာမာနှစ်တွေမှာတော့ပျော်ရွှင်စရာအကြံမိုးလေးပါပဲငလင်လှုပ်လိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒုက္ခရောက်နေတဲ့ကျွန်တော်တို့ရဲ့မိဘပြည်သူတွေအတွက်တော့ကျွန်တော်အင်မတန်မှစိတ်မကောင်းဖြစ်မိပြီးတော့ဒီမိုးကိုဘယ်လိုခေါ်ရမလဲတောင်မှကျွန်တော်တို့စဉ်းစားလို့မရအောင်ဖြစ်ရပါတယ်ခင်ဗျာ။ 2025ခုနှစ်ဧပြီလ12ရက်နေ့စနေနေ့ငလျင်ဒေတာများနဲ့ပတ်သက်တဲ့မိုးလေဝသအခြေအနေများကိုလေ့လာတင်ဆက်မှာဖြစ်ပါတယ်။ဒီကနေ့12ရက်နေ့စနေနေ့မနက်6နာရီတိုင်းတာကြင်များအရအိန္ဒိယသမုဒ္ဒရာကဘင်္ဂလားပင်လယ်ကိုတိုက်ခတ်လာတဲ့လေစီးကြောင်းနဲ့ရေငွှေ့တွေကမြန်မာပြည်ကိုမြေနိမ့်ဒေသတစ်လျှောက်ဝင်လိုပဲပြီးမဝင်တာတောင်တန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဆင်းလာတဲ့လေးစီးကြောင်းမလို့ရခိုင်ပြည်နယ်စစ်တွေကမ်းလွန်ဒေသမှာလေးဆိုင်ဝဲအငယ်လေးဖြစ်နေတာတွေ့ရပါဒါပေမဲ့ဒီလေးဆိုင်ဝဲရဲ့အမြင့်ပေတောင်းလောက်ထိကျွန်တော်တို့လေ့လာတဲ့အခါမှာဒီလေးဆိုင်ဝဲဟာမြန်မာပြည်ကိုတက်ရောက်မှုမရှိပေမဲ့လည်းရခိုင်ရိုးမတောင်တန်းပေါ်မှာ ရှိတဲ့ရေငွေ့ကိုတော့မိုးဖြစ်ရွာကျစေနိုင်တယ်လို့ကျွန်တော်တို့ခမန်းစက်တွေအရတွေ့ရှိရပါတယ်အဲ့တော့ မနေ့6နာရီဒီနေ့မနေ့6နာရီထိုးတဲ့အချိန်မှာဆိုရင်မွန်ပြည်နယ်မော်လမြိုင်ပအဝန်းကျင်မှာ မိုးရွာသလိုပဲရန်ကုန်တိုင်းတောင်ဘက်အစွန်းမှာမိုးနှင်းငယ်စတင်ကျနေတာတွေ့ရပါတယ်ထို့အတူပဲရခိုင်ပြည်နယ်အနောက်ဘက်ကမ်းရိုးတန်းတစ်ချောက်လုံးမှာမိုးကျနေသလိုပဲမန္တလေးမှာစတင်ပြီးတော့မိုးရွာနိုင်ပါတယ်ထို့အတူစကိုင်းမှာလည်း မိုးပွဲကြနိုင်တဲ့အနေအထားကိုကျွန်တော်တို့ခမန်းဆက်တွေကပြနေပါတယ်ထို့အတူပဲကချင်ပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းမန္တလေးတိုင်းအထက်ပိုင်းမှာလည်းမိုးရွာနိုင်တယ်လို့ပြနေပါတယ်နေ့လယ်၁၂နာရီရောက်တဲ့အခါမှာတော့ကျွန်တော်တို့အဲ့ဒီမိုးတွေကနေသွားပြီမယ်လေစစ်တောင်းမြစ်ဝမ်းတခြားတောင်ပေါ်ဒေသတွေနဲ့နေပြည်တော်ရဲ့အရှိတ်ဘက်မှာနေရာပြောင်းပြီးတော့မိုးရွာသွန်းတယ်လို့ပဲ ရှမ်းပြည်နယ်အရှိမြောက်ဒေသနဲ့ကချင်ပြည်နယ်မှာမိုးရွာတာကိုတွေ့ရှိရမှာပါ။ညနေ6နာရီလောက်ရောက်တဲ့အခါမှာဆိုလို့ရှိရင်တော့မကွေးတိုင်းမြေပြည်တော်နဲ့တောင်ဘက်ချမ်းရန်ကုန်တိုင်းအေရော်ဒီတိုင်းတောင်ဘက်တရင်းနာရီတိုင်းတို့မှာမိုးရွာသွန်းပြီးတော့ရှမ်းပြည်နယ်အောက်ဖက်ချမ်းမှာမိုးရွာနိုင်တဲ့နေသားကိုကျွန်တော်တို့တွေ့ရှိရမှာဖြစ်ပါတယ်။စနေနေ့ည7နာရီရောက်တဲ့အခါမှာတော့ ရှင်းပြည်နယ်အောက်ပိုင်းနဲ့ရခိုင်ပြည်နယ်မှာမိုးနှင်းငယ်ကြသလိုပဲမန္တလေးနဲ့နေပြည်တော်ကြားမှာလည်းမိုးနှင်းငယ်ကြသလိုပဲမန္တလေးရဲ့အနောက်ဘက်မကွေးတိုင်းအထက်ဘက်မှာလည်းမိုးနှင်းငယ်ကြနိုင်တာတွေ့ရပါတယ်ထို့အတူကြားပြည်နယ်ရှမ်းပြည်နယ်တစ်ခုလုံးမှာမိုးပွဲလေးတွေကြနိုင်တဲ့အနေအထားရှိပါတယ်နောက်တစ်နေရာကတော့မြောက်ဘက်ကစီးဆင်းလာတဲ့ရင်ခွင်များကြောင့်မလို့ကချင်ပြည်နယ်မှာလည်းဆက်လက်ပြီးတော့မိုးရွာသွားမှာဖြစ်ပါတယ် ကျွန်တော်တို့ဒီနေရာမှာသတိထားဖို့ကလေစီးကြောင်းပြောင်းလဲမှုဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကာလဟာလေတုရှုတ်ထိုးမှုဖြစ်လို့ကျွန်တော်တို့ရဲ့ခံမှန်းချက်တွေက အချိန်နောက်ကျတာရှိတယ်လို့အချိန်စောတာတွေဖြစ်နိုင်ပါတယ်ထို့အတူခံမှန်းချက်အတိုင်းအတိအကျမဖြစ်နိုင်တဲ့အနေအထားရှိတဲ့အတွက်ကြောင့်မလို့အကုန်လုံးကိုကျွန်တော်တို့ကြိုတင်ပြင်ဆင်နိုင်မှုအတွက်ကျွန်တော်တို့ဒီနေရာကနေပြီးတော့အတိပေးလို့ပါတယ်ဒါကတော့စနေရက်နေ့ စနေနေ့မှာရှိတဲ့24နာရီမိုးရေရမယ့်နေရာတွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့ချင်းပြည်နယ်တောင်ပိုင်းရခိုင်ပြည်နယ်ကချင်ပြည်နယ်စကိုင်းတိုင်းထက်ပိုင်းမန္တလေးတိုင်းနေပြည်တော်အေရဝတီတိုင်းအောက်ပိုင်းရန်ကုန်တိုင်းအောက်ပိုင်းကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တင်းနယ်တိုင်းတို့မှာမိုးရနိုင်တယ်လို့ကျွန်တော်တို့အသိပေးလို့ပါတယ် လာမဲ့တနင်္ဂနွေနေ့73ရက်နေ့မှာတော့တောင်ပေါ်ဒေသတွေမှာပုံငူပြီးတော့ရေငွေ့ဖွဲ့မှုများလာပြီးတော့မိုးရွာသွန်းမှုဟာ1.4လက်မလောက်အထိကို ရွာသွန်းနိုင်ပါတယ်အဲ့ဒီရဲ့အရှင်ဟာဆိုလို့ရှိရင်တော့နေပြည်တော်နဲ့မန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းအထိကိုဆက်သွားနိုင်လို့ဒီဒေသတွေမှာသတိထားဖို့လိုပါတယ်ထို့အတူ ထိုင်းနိုင်ငံမြောက်ပိုင်းတောင်တန်းဒေသများရဲ့လေးကြောင့်မလို့ကြားပြည်နယ်၊ကရင်ပြည်နယ်မှာလည်းမိုးအနည်းငယ်များနိုင်တဲ့အနေအထားကိုကျွန်တော်တို့ခံမှတွေ့ရှိရပါတယ်။ထို့အတူပဲမကွေးတိုင်းမှာလည်းမိုးပွဲကျသလိုပဲစကိုင်းတိုင်းမှာလည်းမုံရွာဘက်မှာလည်းမိုးနည်းနည်းများနိုင်တဲ့နေသားတွေရှိလို့မလို့ရိတ်သိမ်းစကောက်ပဲတိနံနေအမိုးအကာရောက်ဖို့အရန်အရေးကြီးပါတယ်။ ကျွန်တော်တို့အချိန်မီသတိပေးခဲ့တော်လည်းပဲအင်တာနက်နှောင့်နှေးမှုကြောင့်မလို့ရိတ်သိမ်းထားတဲ့စဘာတွေပျက်စီးတယ်ဆိုတဲ့သတင်းကျွန်တော်တို့ကြည့်ပို့လာပါတယ်အင်မတန်မှဝမ်းနည်းပါတယ်ဒီအတွက်ကြောင့်မလို့အချိန်မီသတင်းများ ရောက်ရှိဖို့အတွက်အပြန်လာကူညီကြပါလာမယ့်တနင်္လာနေ့14နေ့မှာဆိုလို့ရှိရင်တော့နေပြည်တော်အောက်ပိုင်းရန်ကုန်တိုင်းအထက်ပိုင်းရခိုင်ပြည်နယ်မှာတဲတဲမဲမဲ မိုးရွာနိုင်တယ်လို့ပဲမန္တလေးတိုင်းစကိုင်းတိုင်းချင်းပြည်နယ်ရှမ်းပြည်နယ်မှာဆိုလို့ရှိရင်လည်း1.4လက်မအထိရွာသွန်းနိုင်တဲ့အနေအထားရှိပါတယ်အနည်းငယ်နေရာအပြောင်းလဲရှိပေမဲ့ဒီမိုးရေချိန်ကတော့ဒီတော့ပဲရမှာပါပဲအထူးသတိထားဖို့လိုပါလာမယ့်15ရက်နေ့အင်္ဂါနေ့ရောက်တဲ့အခါမှာတော့ချင်းပြည်နယ်တောင်တန်းမှာမိုးတဲတဲမဲမဲ ရွာသွန်းပြီးတော့ကြံတဲ့တိုင်းနဲ့ပြည်နယ်အနှံ့မှာနေရာကွက်ကြားမူရွာနိုင်မှအနေထားကိုတွေ့ရပါတယ်။လာမယ့်၁၆ရက်နေ့မှာတော့မြန်မာပြည်လယ်ပိုင်းမှာမိုးပါသွားတယ်ဆိုပေမဲ့နေပြည်တော်မန္တလေးနဲ့ဆက်တဲ့တောင်တန်းနဲ့ဆက်တဲ့ဒေသတွေမှာမိုးဆက်လက်ရွာပြီးတော့ရှမ်းပြည်နယ်အထက်ပိုင်း၊စကိုင်းတိုင်းအထက်ပိုင်း၊ကချင်ပြည်နယ်မှာဆက်လက်ပြီးတော့မိုးရွာနိုင်တယ်လို့ပဲ။ကရင်ပြည်နယ်၊ရန်ကုန်တိုင်းအောက်ပိုင်း၊ဧရာဝတီအောက်ပိုင်းနဲ့ မိုးပြင်းတဲ့သတင်းစာရေးတိုင်းတို့မှာဆက်လက်ပြီးတော့မိုးရွာနိုင်ပါတယ်။လာမယ့်၁၉နှစ်နေ့မှာတော့မြန်မာပြည်အလဲပိုင်းတစ်ခုလုံးကတော့မိုးလေကင်းစင်သွားပြီဆိုပေမဲ့လည်းတချို့နေရာတွေမှာမိုးပွဲကျနိုင်ပြီးတော့သခိုင်းတိုင်းထက်ပိုင်းမန္တလေးတိုင်းထက်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်အရှေ့မြောက်ဘက်ဒေသတွေမှာဆက်လက်မိုးရွာနိုင်တယ်လို့ပဲရန်ကုန်တိုင်းအောက်ပိုင်းစစ်တောင်းမြစ်ဝမ်းတစ်လျှောက်ကရင်ပြည်နယ်မွန်ပြည်နယ်သတင်းတိုင်းတိုင်းတို့မှာဆက်လက်ပြီးတော့မိုးရွာသွန်းနိုင်ပါတယ် ကျွန်တော်တို့ဒီကနေ့ခမန်းချက်တွေရရွာနေတဲ့မိုးရွာဆိုလို့ရှိရင်ပါမာနှစ်တွေမှာတော့ပျော်ရွှင်စရာကြံမိုးလေးပါပဲငလင်လှုပ်လိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒုက္ခရောက်နေတဲ့ကျွန်တော်တို့ရဲ့မိဘပြည်သူတွေအတွက်တော့ကျွန်တော်အင်မတန်မှစိတ်မကောင်းဖြစ်မိပြီးတော့ဒီမိုးကိုဘယ်လိုခေါ်ရမလဲတောင်မှကျွန်တော်တို့စဉ်းစားလို့မရအောင်ဖြစ်ရပါတယ်ခင်ဗျာ ကျွန်တော်တို့ဒီနေ့အတိပေးချက်တရားယာဒီဥတုလေးစီးကြောင်းပြောနေတဲ့ကာလဖြစ်တော့ကြောင်းမလို့အတိန်အဆောင်အနေငယ်ရှိပါတယ်အားလုံးသတိထားပြီးတော့ပြင်ဆင်ထားကြပါတို့သတိပေးလို့ပါတယ်ကျွန်တော်တို့ရဲ့ဗီဒီယိုဖိုင်ရဲ့အောက်မှာဆိုလို့ရှိရင်တော့ data နှေးတဲ့ data တွေအတွက် download လုပ်ဖို့နိုင်ဖို့အတွက် Telegram ကနေပြီးတော့ကျွန်တော်တို့အတန်ဖိုင်ကိုသက်ထွန်းနိုင်ကအထူးစီစဉ်တင်ဆက်ထားပါတယ် အခြေအနေများထူးခြားလို့ရှိရင်ကျွန်တော်တို့တင်ဆက်မှာဖြစ်သလိုမတိလာများလို့ရှိရင်လည်းကျွန်တော်တို့မေးမြန်းနိုင်ပါတယ်ကျေးဇူးတင်ပါတယ်